ငလင်းဘေးသံဒေတာတွေအတွက်အကြောင်းပြပြီးငွေလိမ်နေတဲ့အကောင့်များစွာရှိနေပါတယ်။ဒီထဲကမြေစီမကနေလက်လန်းမိတလို့အတိပြုထားတဲ့အကောင့်တွေကိုဖော်ပြပေးခြင်းပါတယ်။ငွေလေးနဲ့ကောင်းတွေကလူမှုကူညီရေးအသင်းပရာဟိတတင်ပရာဟိတကူညီကယ်ဆယ်ရေးသမားနမဲကြီးနှုပညာသမားဖုံချောင်စတဲ့အမည်တွေနဲ့တူပါထားတာတွေကိုတွေ့ရပါတယ်ပထမဆုံးတစ်ခုကတော့ follower 6000ကျော်ရှိတဲ့ရွှေလာမစ်လူမှုကူညီရေးအသင်းအမည်နဲ့ Facebook အကောင့်ပါဒီအကောင့်ဟာ2022ခုနှစ်မှာမောင်ဖုံးဖန်အမည်နဲ့စပြီးအသုံးပြုခဲ့တာပါ အဲ့ဒီနောက်ပိုင်းမှာလဲ our don't give credit ငွေရတနာချင်းငွေလုပ်ငန်းဘဝအားမှန်ချင်းငွေလုပ်ငန်းဆိုပြီးနာမည်ပြောင်းတဲ့အသုံးပြုထားပါသေးတယ်နောက်ဆုံးဘတ်လ9ရက်နေ့မှာမှာရွှေလာမီလူမှုကွန်ရီအသင်းဆိုပြီးအမည်ပြောင်းလဲထားတာပါဒီ page မှာတုံးနေတဲ့အလူငွေကောက်ခံတဲ့ငွေလွှဲအမည်နဲ့နံပါတ်က KP39 689333339ဥဖိုးတရုံနဲ့ WP39 689333339ချုံမြတ်အောင်ပါ ဒီ page ကငလေးမလုတ်ခင်မလာဆာမိုင်းကလေးကငွေလိနာတွေပြုတ်လုံနေတာပါ page မှာဖော်ပြထားတဲ့အထဲမှာကြောက်ကက်ဆင်းနေရတဲ့လူနာအတွက်ရွှေလာမင်း logo နဲ့ video file တွေဖော်ပြပါတယ်အဲ့ဒီထဲမှာ k pay w pay နဲ့ငွေလွှဲဖို့အတွက်နံပါတ်လေပါဝင်ပါတယ်ဒီလူနာအကြောင်းကိုရှာဖွေတဲ့အခါမှာသူက TikTok အကောင့်မှာကြောက်ကက်ဆေးဖို့အတွက်အလူငွေလက်ခံနေတာပါသူကိုယ်တိုင်ကနေငွေလက်ခံတဲ့ MPD ဖုန်းတစ်ခုပဲရှိပြီးတခြားဟာတွေကလိမ်နေတာဖြစ်ကြောင်းကိုပြောထားပါတယ် ဒါကြောင့်ရွှေလမင်းလူမှုကွန်ရီအသင်း page ကအခုမှငွေလိမ်တာမဟုတ်ပဲအရင်ကတည်းကလိမ်နေတဲ့ page ပဲဖြစ်ပါတယ်။နောက်တဲ့ page တစ်ခုကရွှေညာပါရမီပညာခါနာ Facebook page ပါ။ဒီ page ကိုတော့ငွေလိမ်လုပ်ပြီးနောက်ရက်မလ29ရက်နေ့မှာမှဖွင့်ထားတာဖြစ်ပါတယ်။ ဒီမှာ 3KB ကတော့39448462ကျော်စွာပါဒီဖုန်းနံပါတ်နဲ့ရှာဖွေကြည့်တဲ့အခါမှာအရင်ကတည်းကကားကန်ဆယ်မဲ့ဖောက်တာရေးဝေးလူကားရောင်းဝယ်ရေးစတဲ့နံပါတ်တွေနဲ့လိမ်နေတဲ့အကောင့်ပဲဖြစ်နေတာကိုတွေ့ရပါတယ်တနောင်း23ခုနှစ်မှာဒီဖုန်းနံပါတ်နဲ့ပဲကိုကျော်စောကားလက်ကီဒရောကိုရာကျော်ကားကန်ဆမ်းမဲ့ရောင်းချပေးနေပါပြီကိုကျော်စောကားကန်ဆမ်းမဲ့ရောင်းချပေးနေပါပြီမောင်ရာကျော်ကားလက်ကီဒရောစတဲ့အမည်တွေနဲ့ Facebook page တွေကနေကားမဲ့ဖောက်ဖို့အတွက်ကန်ဆမ်းမဲ့တွေရောင်းချနေတာတွေ့ရပါတယ်2024ခုနှစ်မှာဆိုရင်တော့ဦးကျော်စောလ င်ကားကန်ဆမ်းမဲရောင်းချဥကြော်စွာကားလက်ကီဒရောကိုကိုကားကန်ဆမ်းမဲရောင်းချပေးနေပါပြီကိုကိုလေးကားရောင်းဝယ်ရေးမောင်ရကျော်ကားမဲရောင်းဝယ်ရေးစတဲ့အမိတွေနဲ့အပြင်ရေးပေးတဲ့ပြည်သူကိုပါဝင်လှူဒါန်းပေးကြပါဆိုတဲ့အမိနဲ့ page တစ်ခုနဲ့လည်းအလှငွေကောက်ခံတာတွေ့ရပါတယ်ဒီ page ကိုပဲမြစည်းမကဆက်သွယ်ပြီးလိပ်စာမေးတဲ့အခါမှာလည်းအလှငွေထည့်ဖို့ကိုပဲဇက်တိုက်ပြောတာတွေ့ရပါတယ်နောက်တစ်ခုကတော့ခိုင်နှင်းဝင်ရင်သွေးငယ်လေးများခေရဆိုတဲ့အမိနဲ့ page တွေပါဒီလိုခိုင်နှင်းဝင်အမိကိုတုံးပြီးဖွင့်ထားတဲ့ page ပေါင်း59ခုကိုတွေ့ရပါတယ် ခိုင်နှင်းဝင်ရင်သွေးလေးများဂေဟာခိုင်နှင်းဝင်မိဘမဲ့ကလေးများဂေဟာခိုင်နှင်းဝင်မိဘမဲ့ရင်သွေးလေးများဂေဟာစသည်ဖြင့်တွေ့ရပြီးခိုင်နှင်းဝင်အမည်တစ်ခုထဲနဲ့ page တွေကိုလည်းတွေ့ရပါတယ်ဒီလို page တွေကနေ KP ဝေပေးတွေနဲ့အလှူခံနေကြတာပါဒီထဲက follower 6900ရှိတဲ့ခိုင်နှင်းဝင်ရင်သွေးငယ်လေးများဂေဟာ page မှာတုံးတဲ့ငွေလွှဲအကောင့်ကတော့ KP 396668634မတန်နာထွန်းဝေပေ3995355049ပြည့်ဖြိုးထွန်းဖြစ်ပါတယ် ဒီ page ကနေဖော်ပြထားတဲ့မလ3ရက်နေ့ဂုံးပြမှတ်တမ်းလွှာဟာ pay အစစ်ကဖော်ပြထားတဲ့အမီရီနဲ့မတူညီသလိုရေးထားတဲ့စလုံးပုံစံမတူညီတာကိုလည်းတွေ့ရပါတယ်။ page အတူမှာလာရောက်လှူဒန်းသူကိုအမီရေးပေးတယ်လို့ယူဆလို့ရပါတယ်။ဒါအပြင် page နဲ့တွဲချိတ်ပြီးဖော်ပြထားတဲ့ YouTube channel link ရဆိုရင်လည်းခိုင်နှင်းဝင် pride အသင်းရဲ့ဆက်ဆက်မှုရှိတဲ့ channel ကိုဖော်ပြထားပါသေးတယ်။ follower 9000ရှိတဲ့ခိုင်နှင်းဝင်ရင်သွင်းငယ်လေးများ gear page မှာတုံးတဲ့ငွေလဲအကောင့်ကတော့ kb 3968 443098မင်းညီခန့် wave 396840320ဖြစ်ပါတယ်ဒီ page ရှာဆိုရင် page asset ကနေဖော်ပြတဲ့ဂုဏ်ပြုမှတ်တမ်းလွှာတွေအပြင်အပေါ်မှာရေးတဲ့စာကိုပါထည့်သွင်းပြီးမိနစ်ပိုင်းတွေပြန်လည်ကူးယူပြီးဖော်ပြတာကိုတွေ့ရပါတယ်ဒီဖုန်းနံပါတ်နဲ့ရှာဖွေတဲ့အခါမှာဒီဝိတ်နံပါတ်နဲ့မလာတဲ့မှာပဲလွင်ခန့်ပိုင်ဆိုတဲ့အကောင့်ကနေဒလားမျိုးကကုန်ထမ်းသမားအတွက်အလူငွေကောက်ခံနေတာကိုမလာတဲ့မှာတွေ့ရပါဗျ။ခုချိန်ဒီကောက်ထားတဲ့အလူငွေတွေကိုတွားရောက်လှူဒါန်းတယ်လို့ဖော်ပြတာမျိုးမတွေ့ရပါဘူး။ နောက်တစ်ခါဒီကုံနှမ်းသမားအတွက်လူငွေကောက်တဲ့အချိန်မှာသုံးတဲ့ဇော်နိုင်မင်းဆိုတဲ့အမည်နဲ့ KB နမန်39965449တို့တခုလည်းရှိနေပြီးဒီနမန်နဲ့ရှာဖွေတဲ့အခါမှာအွန်လိုင်းကနေပစ္စည်းဝယ်ပြီးတိတ်နေစေဖို့အလိန်ခံလိုက်ရတာတွေပေးပေးကောင်းနဲ့ပတ်သက်ပြီးဝန်ဆောင်မှုတွေပေးရဆိုပြီးငွေလိမ်သွားတာတွေကိုအလိန်ခံလိုက်ရတဲ့သူတွေက Facebook မှာဖော်ပြထားတာတွေကိုတွေ့ရပါတယ်ဒါကြောင့်အခုဖြစ်တဲ့ငလင်းဘေးမှာငွေလိမ်တာမဟုတ်ပဲအရင်ကတည်းကခေါင်းစဉ်မျိုးမျိုးနဲ့ငွေလိမ်နေခဲ့တာပဲဖြစ်ပါတယ်။ တခြားခိုင်နှင်းဝင်ရင်သွင်းငယ်လေးများကေရအမည်နဲ့ page အတူတွေမှာလည်းငွေလိမ်နေကြပါသေးတယ်။ဒီ page တွေကတော့ follower များနေတဲ့အတွက်အလူရှင်တွေသတိထားဖို့ဖော်ထုတ်လိုက်ရပါတယ်။ခိုင်နှင်းဝင်ရင်သွင်းလေးများကေရ page အစစ်ဟာနှစ်ခုရှိပါတယ်။ Facebook ကလည်းတိမတ်ပြူတဲ့အပြာရောင်မှတ်သားပါဝင်တဲ့ခိုင်နှင်းဝင်ရဲ့ Facebook အကောင့်ကနေမလ28ရက်နေ့ကဖော်ပြထားတဲ့ post မှာသူ့ရဲ့ကေရ page တစ်ခုကိုထည့်သွင်းဖော်ပြထားပါတယ်။ follower 9800ကျော်ရှိတဲ့ခိုင်နှင်းဝင်ရင်သွေးလေးများကေရ page နဲ့ follower 3000ကျော်ရှိတဲ့ခိုင်နှင်းဝင် foundation ဆိုတဲ့ page တွေပါ ဒီပိတ်ရွှေကိုစာပို့ဆက်တွေကလှူဒန်းလို့ရပြီးငွေလဲလို့ရမယ့်အကောင့်ပိုင်ရှင်စုနှင်းပွင့်ဆိုတဲ့အမည်နဲ့အကောင့်တွေကိုအချက်လက်ပြည့်စုံနဲ့ပြန်လည်ပေးပို့ပါတယ်။ခုလက်ရှိမီးစီမကနေတက်တဲ့အထောက်ထားပြည့်စုံနေတဲ့ကွာအတီးပြုတ်ပြီးငလင်အကြောင်းပြပြီးငွေလင်ကောက်တာတွေကိုစုစည်းဖော်ပြထားတာပါ။ငွေလင်ကောက်တွေကဒီနံပါတ်တွေနဲ့ပါ KVZ ပေးမှာဆိုရင်39963333389ဥဖိုးတရုတ်39448462229ကျော်စွာ39696686063မတ္တနာထွန်း 39962443098မင်းညီခန့်39965449783တို့ပဲဖြစ်ပါတယ်။ဝေဘေးမှာဆိုရင်တော့39968033333ချိုမြအောင်39655358049ကိုပြည့်ဖြိုးထွန်း39968342923တို့ပဲဖြစ်ပါတယ်။မလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြည့်ငလင်ကြောင်စကိုင်းမန္တလေးနေပြည်တော်ဘကိုးစတဲ့ငလင်ဘေးတံတင်ဒေတာတွေမှာအကူအညီတွေများစွာလိုအပ်နေစေဖြစ်ပါတယ်။ ဒီအတွက်လှူဒန်းမယ်ဆိုရင်တော့မိမိယုံကြည်စိတ်ချရတဲ့သူတွေကတစင်လှူဒန်းကြဖို့နဲ့တန်တရားရှိတယ်ဆိုရင်သူတို့ဖော်ပြတဲ့ဖုန်းနံပါတ်ကိုအရင်ဆုံးစစ်ဆေးလိုက်ဖို့လိုပါတယ်။တရိပ်ပတ်ရှိသူတွေအနေနဲ့လည်းငွေလိမ်နယ်လို့တန်တရားရှိတဲ့အကောင့်တွေ page တွေကိုမျိုးစိမကိုပေးပို့လို့ရပါတယ်။ပေးပို့မယ်ဆိုရင်တော့ t.ly/agfbz ဆိုတဲ့ link ကနေတစင်အကောင့် link နေတဲ့ကွာပေးပို့လို့ရပါတယ်။ လူ့သောမီဒီယာကိုဆက်လက်ရပ်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Missima TV YouTube Channel မှာမြန်မာဝေဖန်ခြင်းကိုဦးနှိုင်းကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါစီ။